ဟိုရှေးခါရနဲ့အခုခေတ်တောင်မှမတူတာဟုတ်ခင်ဗျားတို့ကိုယ်တိုင်ခင်ဗျားတို့တက်တန်းလေးတဲ့အတွင်းထဲမှာရင်ထောက်ဆပြီးကြည့်ရင်သိနိုင်တော့မယ်ထင်ပါတယ်ခင်ဗျားတို့ငငယ်တုန်းကကတစီတရေကြီးအကြောင်းနေနဲ့အခုခေတ်တစီတရေကြီးအကြောင်းနေဆိုလို့ရှိရင်ဒါသိတာပါတယ်ကျုပ်တို့ငငယ်တုန်းကတော့ဆိုရင်ကျုပ်တို့ရွာထဲမှာကိုဘယ်တင်ကတစီကြီးရှိတာတို့ဘယ်တင်ကတရေကြီးရှိတာတို့ဒါရွာထဲတွင်တော့ရွာပြင်မဲ့ထွက်လိုက်ရင်တော့မပြောနဲ့တော့တစီတရေကြီးမို့လို့ကဟောအခုလောက်ကြီးလာတဲ့အခါကျတော့ရွာနာတစီတရေကိုကောင်းကောင်းမရှိတော့ဘူးဗျာဒါရွာထဲလည်းအဲ့ဒီလိုပဲရွာထဲဆိုတာတော့ဝေးရောပါလေရွာနာတော့တစီတရေကောင်းကောင်းမရှိတော့ဘူးအရင်တော့ဗျဘယ်တင်တင်ကြီးက ဘယ်လိုကြီးချောက်လိုက်တာလဲဆိုတဲ့ဟာဒီကပေါ်တာတက်တာပဲအခုအဲ့ဒါတိတ်ရှိတာဒါပါလဲလို့မေးလို့ရှိရင်လူအီသွေးလေးတွေတက်လာတယ်လို့ဆိုတဲ့အကြောင်းကိုပြောလို့လားအမှန်ကတော့ရှေးခါကတော့အုတ်ချုပ်ရည်တို့စီဝါရည်တို့လူမှုရည်တို့ဆိုတဲ့ဟာဒီကအစအစညံဖြင်းကြလိမ့်မယ်လေအဲ့ဒါလို့ညံဖြင်းတော့လုံချုံမှုကလည်းတိတ်နေလိမ့်မယ်လေတိတ်နေမှာပေါ့အဲ့ဒါလို့လုံချုံမှုနဲ့တော့အမြဲတမ်းတခါတည်းရင်တခုန်ကုန်ဆိုးတထိတ်ထိတ်နဲ့ဘဝကနေရထိုင်ရတာနဲ့တူပါတယ်ရှေးခါရှေးခါအဲ့ဒါလို့မျိုးရင်တခုန်ကုန်ဆိုးတထိတ်ထိတ်နဲ့နေရတော့နှလုံးကအလို့အလျောက်နေနေတာပြောမစိုးရုံကလေးတွေရဲ့စိတ်နှလုံးလို့ပေါ့ဗျာ တခါလေလေးယုံတို့စွန်တို့လို့အတံပလန်ကြားလိုက်တဲ့ဆိုရင်ယုံဟာပက်လက်လန်သွားတယ်ဆိုတာဟုတ်အဲ့ဒါဟုတ်ပဲယုံဟာတဲ့အဲ့လိုလေးယုံတန်ကြားလို့ရှိရင်လေးယုံကလာတော့လို့ရှိရင်ပက်လက်လန်ပေးရတာတဲ့သူ့အတဲနှလုံးကိုတုတ်ပါသေးဆိုပြီးတော့ဘယ်ဟုတ်လဲလန့်ပြီးလဲတော့ပက်လက်လန်သွားတာတကယ်ရတော့အဲ့ဒီလိုမျိုးလို့ပေါ့လူတွေကလည်းပဲတိတ်အသေးနေနေကြတယ်တူတယ်လူတွေတို့ဘာလို့ကမကောင်းတာဆိုတော့အဲ့ဒီတော့လူတွေတိတ်ကြောက်တတ်တော့ခွေးလေးဟောင်းလိုက်ရင်ပဲတခါလေခွေးလေးခွေးရချင်းသူ့ရာတီမို့လို့သူ့ဘာသူ့ဟောင်းတာအဲ့ဒီလိုဟောင်းလိုက်ရင်ဥလိုက်ရင်ပဲတခါလေအာမကောင်းဆိုရတော့လာကုန်ပြီလို့ဘာလို့ဆိုတာမျိုးလေးဖြစ်ကုန်ကြတာလူတွေကြောက်စိတ်တွေတိတ်များ တဲ့အခါကျတော့စိတ်ကနေဖန်ပြီးတော့နောက်ထပ်ထပ်ပြီးတော့အကြောက်တည်းကဲကုန်ကြတာလို့ပြောကြတယ် ဒီဒါတွေကလည်းပဲလူအတိညာဉ်တရားတွေနုနယ်သေးရင်နုနယ်သေးတယ်လို့သူပြောနေတာလို့ပြောချင်တယ်။အဲဒီလောက်ပဲတခါတည်းဒီနတ်တွေလူဆုံးနေလူတစီလူဂဝီလူပေါ့လေအတော်များတယ်ဗျာဗျာ။အဲ့ဒါတွေကလည်းဘာဖြစ်တယ်ဆိုတော့တကယ်အမှန်တရားတွေကိုပိတ်ဆီးနေတဲ့ဟာတွေပဲပိတ်ဆို့နေတဲ့ဟာတွေပဲ။အဲ့တော့ခင်ဗျားတို့တော့အထူးကြီးပြောစရာမလိုပါဘူး။ဒါတွေတော့ကျွန်တော်လို့မဟုတ်တဲ့ဥဒ္ဒေဖြစ်တဲ့အတွက်မခံရချင်နဲ့လို့ဒါတို့ကအထူးပြောနေဖို့မလိုပါဘူး။ဒါခင်ဗျားတို့ကိုယ်တိုင်သိကြမယ်။ဒါအမှန်တရားမဟုတ်ဘူး။ဘယ်နဲ့ကလူမလို့ရလိမ့်မလို့။ဘယ်နဲ့ကလူချ လို့ရလိမ့်မလို့တကယ်တိုင်းကတော့ဘယ်စုံနေဘယ်တစီတွေဘယ်ကွေတွေကလူတကယ်ပြစားလို့ရလိမ့်မလို့လူချင်းလူပဲဥစားကြီးတူတူတူကိုတူတူပေါ့ဒါတွေကလည်းပဲခက်တယ်ဗျခက်တယ်ဆိုတာကနည်းနည်းတော့စိစစ်ပြီးတော့မှမကြည့်နိုင်ဘူးဆိုလို့ရှိရင်မြင်ဖို့ရမလွယ်တော့ပဲအိုးတော့ကျိုးကြားလောက်ရောက်သွားတဲ့ဆင်မဲ့ဒီတဘောတွေကတိတ်ကိုပဲလွမ်းမိုးတယ် ဟိုမချမ်းဘောတို့ဘူတာဟိုတို့ဆိုတဲ့အမျိုးလေးတော့ရောက်သွားတယ်။တရက်ဒီသားတွေကကျင်းပြောင်းတာဆိုတော့အဲ့ဒါလိုပဲလူတယောက်ကိုလူတယောက်ကနေသိထင်ကြီးတာပဲ။အထင်ကြီးလွဲတာပဲလို့ပြောကြပါစို့လေ။ဟိုကိုကြောက်ရမယ့်ဟာတို့ချစ်ရမယ့်ဟာတို့ဆိုရင်လည်းအလွန်မင်းပဲ။အဲ့ဒါလိုမျိုးပဲနဲ့ကိုကနေပြီးတော့အမြင်ကရမယ့်ဟာတို့မုန်းတိရမယ့်ဟာတို့ဆိုရင်လည်းအလွန်မင်းပဲ။တို့ရသူတို့မှာကာဝနာလို့ဆိုတဲ့သူတို့ကိုသူတို့ထိနေတဲ့သူတို့အကျင့်တရားပညာမျိုးကမရှိကြဘူး။အဲ့ဒါလိုမရှိကြတော့သူတို့ဟာ လူတွေပေါ်မှာထင်းထင်းတလို့မထင်းမထင်းတလို့ပြုတတ်ကြတယ်။ရွာတရွာမှာဗျာတခါတည်းအဖွားကြီးတယောက်ရှိတယ်။နောင်ခိုင်းဆိုတဲ့ရွာလေးတရွာမချမ်းဘောရဲ့ဒီဘက်ကန်းဒီဘက်ကန်းကပေါ့။မချမ်းဘောနဲ့ဒီမေခမေလိခဆိုတဲ့မြို့ကလေးတခုချားတယ်။ဒီနားရွာလေးပဲ။အဲ့ဒီအဖွားကြီးကတခါတည်းဂျမအေးတွေပါလေလဲချုပ်တက်ပြီးနေတဲ့တူပါတယ်။သူ့ဒီကိုကာယာကြီးကလည်းတော်တော်မလှမပါကြီး။အကြီးကုန်ကြီးကလမ်းလို့ပြောမစင်တော့လူမအေးများတဲ့ရက်တွေတားလဲဖြစ်လို့နေတူပါတယ်။တခါပြောလိုက်အတန်ကလည်းပဲချောချောမြင့်မြင့်မရှိဘူးတောင်းတီတောင်းပေါ့။တေပါလုံးကသူ့သုံးမကြီးလို့ပြောကြတယ်။ သူတို့လည်းမျက်စိနဲ့မြင်ခဲ့ရသူတို့ကတော့ဒီဆုံးမယူသားမရှိတာဆိုတော့သူကနေပြီးတော့သာသနာ့ဘုရားကဘုန်းကြီးတွေလာပြီးတကလားဒီမန်ဂူဒီတွေလာလှူတယ်မန်ဂူဒီတွေဆိုချင်းချင်းတဲ့ဇလုံးကြီးကလည်းအပေါက်ကြီးနဲ့အကြီးကြီးညော်ကြီးနဲ့လာလှူတယ်အဲဆုံးမကြီးကျွေးတာလားစားဖို့စားလိုက်ဦးမှာဆိုတော့သူတို့ကလည်းမန်ဂူဒီတွေတော့ဂါရဲကျက်တော်နေတဲ့မြေဦးဒီတွေနဲ့တုတ်စားလိုက်တယ်ကောင်းတာပါပဲဘာမှမဖြစ်ပါဘူးဒါအเจ้าကမကြမကြဆေးလာလာတောင်းကြွားရဲရမျက်စိချိန်လို့သုံးပါးကြီးကပြူစားလို့ဖျားသွားလို့သုံးပါးကြီးကပြူစားလို့တကယ်တော့ဒီမှာကြီးကတာတမီတယောက်ရှိတယ်အရင်က ိတ်ထောင်တော့ဘာလို့မရှိတော့ဟိုကလည်းအိုလာပြီတာသမီးကလည်းသူ့သုံးမကြီးဆိုပြီးတော့ရှက်လို့ဆိုပြီးတော့ထွက်သွားတယ်ရွာထွက်တော့သူကသုံးမကြီးကလည်းဘာမှလောက်ကန်ပြီးတော့မစားတော့ဟိုကလည်းအိုပြီဆိုတော့ဆန်းလို့ခြင်းနဲ့ဆိုရင်ငါဆန်းလေးတည်းစလေပေးစမ်းဒါမျိုးသူကတောင်းတယ်အဲ့တော့ဘောကသုံးမလို့ထင်းနေရတယ်အပြောဆိုကလည်းမတက်ပြန်သေးတော့သူ့တကယ်သုံးမကြီးဖြစ်သွားတော့တာပေါ့သူလည်းမသိထားလိုက်တော့မှဖြစ်ချင်းသူများတွေကတခါလဲချမ်းချမ်းနဲ့နေသာလုံးနေတယ် တို့ဝကြီးအစုပ်ပြတ်လို့ညီနေကနဲ့အတူတူခြုံပြီးတော့လှုံရအောင်ဆုံးတဲ့တခါလေဒီတပည့်ကြီးသူ့ပေါ်လာတင်ဟိုကလူကဆိုရင်ကြောက်သူတွေတုံးလို့အဲ့ဒါပြီးရင်ဖြားတော့တာတခါလေဒါအမှန်ကတော့ဘာမှမဟုတ်ဘူးမလဆုံရိုးဆိုတဲ့ဗမာစကားပုံကအလကားလေးနဲ့တော့စကားပုံပေါ့ဘူးတကယ်ကိုစကားပုံကြားမှာမလာပဲဟာသူကတော်တော်ကိုအနေမတအထိုင်မတဆိုတော့အဲအဲ့ဒီလိုမျိုးပဲတကယ်ကတော့သူ့လောကမှာတူတူအထင်မလွဲစရာတော်တော်ကောင်းတယ်ကျွတ်သူဆိုရင်ဒီစကားလေးတော်တော်ပြောပြောနေရတယ်တတ်တတ်မှတ်မှတ်ကျွတ်ရဲ့တပည့်တော်ဆိုလို့ရှင်ချင်း အချက်၁၀ချက်လောက်ပြည့်ပြည့်စုံစုံနေထိုင်ဖို့လို့ဆိုတဲ့အမျိုးကျုပ်လို့ဆိုရင်ဆွဲပြီးတော့ကိုထား။အဲ၁၀ချက်လောက်ကဘာတွေလဲလို့ဆိုတဲ့အခါကျတော့ဒါမတရားမမျှတာတဲ့အပြောဆိုမျိုးတွေမပြောဆိုဖို့မတရားမမျှတာတဲ့အပြုအမူမျိုးတွေမပြုမူဖို့ ਨੇ မတရားမမျှတာတဲ့အနေထိုင်မျိုးတွေမနေထိုင်ဖို့ဆိုတာရဲ့အဲ့ဒီမတရားတာတွေကိုမဖြစ်အောင်ကြိုးစားဖို့ရဲ့မဖြစ်အောင်တတိထားဖို့ရဲ့မဖြစ်အောင်စိတ်ဓာတ်ထားဖို့ရဲ့ဆိုပြီးတော့ဒါ အချက်၆ချက်ရဲ့ပေါ့ဗျာနောက်အချက်ကလေး၂ချက်တခါတို့တို့ကပို့ဆောင်ပြီးတော့ပေးတယ်ဒီအချက်ကလေး၂ချက်ကဘာလဲဆိုတော့လူတစ်ယောက်ကလူတစ်ယောက်ကိုတာမင်ညမြင်တတ်အောင်ကြိုးစားရမယ်လူတစ်ယောက်ကလူတစ်ယောက်ကိုတာမင်ညတွေးတတ်အောင်ကြိုးစားရမယ်လို့ဆိုတော့လူတစ်ယောက်ကလူတစ်ယောက်ကိုတာမင်ညကြည့်ရမယ်တာမင်ညမြင်အောင်ကြည့်ရမယ်လူတစ်ယောက်ကလူတစ်ယောက်ကိုတာမင်ညမြင်အောင်တွေးရမယ်လို့တို့တို့ကအဲ့ဒီလိုကိုထည့်ထားတယ်အဲ့တော့ခင်ဗျားတို့လည်းဒါလေးတော့တကယ်သဘောထားကြပါဗျာလူတစ်ယောက်ကလူတစ်ယောက်ကိုတာမင်ညမြင်အောင်ကြည့်ကြပါတာမင်ညမြင်အောင်ကြည့်ကြပါဆိုတာသူ့အတူတူကိုယ်အတူတူပဲလို့မြင်အောင်ကြည့်ကြပါလို့ဒီလိုဆိုလိုတာလူ ူတယောက်ကလူတယောက်ကိုတာမင်းကြတွေးတာအောင်တွေးကြပါအခုတော့မဟုတ်ဘူးကျုပ်တို့တွေကလူတယောက်ကလူတယောက်ကိုထင်ရင်လဲထင်တယ်လို့ညှင့်မြောက်ပြီးတော့ကြည့်ကျင်တယ်တွေးကျင်တယ်မထင်ရင်လဲမထင်တယ်လို့နှိမ့်ချပြီးတကလားကြည့်လဲကြည့်ကျင်တယ်တွေးလဲတွေးကျင်တယ်အဲ့ဒါကျုပ်တို့အဓိကအမှားပဲအဓိကအမှားပဲလူတယောက်ကလူတယောက်ကိုတာမင်းကြဆိုတာဘာတုံးဆိုတော့ ဆိုကြပါဆိုတိတ်မြင့်မြတ်တဲ့သူကြီးတယောက်ဆိုတာမျိုးဘုံတံပေါ်နေတာရှိတယ်ဆိုပါတော့စွန်းစန်းတမန်လည်းရှိတကယ်တော့သူ့ကိုတာမင်ညဘယ်လိုမြင်ရမှာလဲတာမင်ညဘယ်လိုကြည့်ရမှာလဲဆိုတော့သူ့နေရာကိုငါရောက်ရင်ငါလည်းတူလို့နေမှာပဲဟောဒါဆိုတော့သူနဲ့ကိုယ်နဲ့အတူတူပဲဟိုတတိသားနဲ့တတိသမီးတွေကြောက်ကြောက်ဝင်နေငွေတွေကြီးတွေအများကြီးကင်ဆဲပြီးပုံဆွဲနေကြတယ်ကို့မှာတော့ရှင်ရှိတာလေးနဲ့ပြတ်တာအောင်မနေကြိုးစားနေရဟာသူ့တော့တော်လိုက်တာလို့မလုပ်နဲ့မသူ့အခြေအနေမျိုးနဲ့သူ့နေရာမျိုးငါရလို့ရှိရင်လည်းငါလည်းအဲ့တိုင်ဖြစ်မှာပဲတွေးရတာ အဲ့လိုမျိုးနဲ့တိတ်ကိုခိုးခိုးဆိုးဆိုးနဲ့အင်မတန်ကိုညစ်ပတ်ဆုပ်ပြနေတဲ့လူတယောက်တွေ့တယ်ဆိုတော့အဲ့ဒီလူနဲ့ကိုနဲ့လည်းပဲတာမင်းကြီးဖြစ်အောင်တွေ့ရတာမင်းကြီးဖြစ်အောင်ကြည့်ရအင်းသူသူ့ရဲ့ဘဝကျင်မျိုးငါရရင်ငါလည်းသူ့လိုခိုးဆိုးဆုပ်ပြညစ်ပတ်နေမှာပဲသူ့အခြေအနေမျိုးသူ့ဝန်ကျင်မျိုးငါမရခဲ့တာတော်တော်ပဲသေးအဲ့ဆိုလိုတာကတော့သူနဲ့ကိုနဲ့ဟာအတူတူပဲသူကအခြေအနေတရက်ကိုကိုနဲ့မတူအောင်ရသွားလို့ခလို့ ြင်ပတ်ထုတ်ပြပြီးတော့နေတာငားတဲ့တားပြီးတော့နေတာလည်းပဲ तू ကငားတဲ့အခြေအနေသာလားတခုမှ तू ရနေလို့တို့ကြပါစို့အာပညာရှင်ကြီးတွေဘာဘောက်ခါကြီးတွေရှိတယ်ကိုယ်ကပြင်းတခါတဲ့ဒီအခြေခံပညာလေးလောက်ပဲသင်ကြားကြရတာသူ့လိုပဲငါလည်းပဲငွေနဲ့ကြေးနဲ့မိနဲ့ဖနဲ့ဆရာနဲ့သမားနဲ့သင်ကြားလို့ရှိရင်တော့သူ့လိုပဲတတ်ပြီးတခါလာငါလည်းပဲသူ့လိုပညာရှင်ကြီးဖြစ်နေမှာပဲအဲ့တော့ကိုယ်ရဲ့မြင့်မြတ်တဲ့လူနဲ့ကိုယ်နဲ့အတူတူပဲ ဖြစ်အောင်ကွာနေတာမင်းညမြင်အောင်ကြည့်ရကိုရနေကြတဲ့သူနဲ့လည်းပဲကိုနဲ့အတူတူပဲဖြစ်အောင်တာမင်းညမြင်အောင်ကြည့်ရသူ့လိုလေးလာရင်ငါလည်းဖြစ်မှာပဲငါလိုမလေးလာရရင်သူလည်းပဲငါလိုဖြစ်မှာပဲသူနဲ့ငါနဲ့ဟာမကွာဘူးအတူတူပဲ ကြည့်ရမယ်ဒီတာမင်ညာမင်းတာမင်ညာတဘောဖြစ်အောင်အဲဒီလိုမျိုးလေးတောင်ကြောက်ရင်ထည့်ထားမိတယ်ထဲထားကမကြည့်တတ်ဆုံးပဲကျုပ်ကတော့ဒါပညာလို့ပဲထင်တယ်လူကျင့်စဉ်ပညာနှစ်ခုရှိတယ်လို့ထားပညာပိုင်းဆိုင်ရာကျင့်စဉ်ကနှစ်ခုရှိတယ်လို့ထားဒါတော့ကြည့်မြင်တာနဲ့တွဲခေါ်တာလူတစ်ယောက်ကလူတစ်ယောက်ကိုတာမင်ညာမြင်အောင်ကြည့်မြင်တတ်တယ်ဆိုရင်အဲ့ဒါပညာမြင်မယ်လို့ကျုပ်ကပြောချင်တယ်လူတစ်ယောက်ကလူတစ်ယောက်ကိုတာမင်ညာဖြစ်အောင်တွဲခေါ်တတ်တယ်လို့ဆိုလို့ရှိရင်အဲ့ဒါပညာပဲလို့ကျုပ်ကတော့ပြောချင်ခြေခါတော့ပညာနဲ့အသေးပဲအချင်းတခါတည်းနှလုံးလို့ဘယ်သူမှမကိုလက်ကိုနှဲ့အောင်ကိုနှဲ့လို့မရအောင်ဖြစ်အဲ့ဒါလိုမျိုးကျုပ်တို့မပြောချင်အဲ့လိုတာတော့ဖြင့် ပညာပညာဆိုတာတခြားကြီးမဟုတ်ဘူးသူနဲ့ကိုနဲ့တူညီတဲ့လက္ခဏာကိုမြင်အောင်ကြည့်ရမယ်လို့တူညီတာကိုတာမင်ညပါပဲတာမင်ညောင်ညဆိုတဲ့စကားနဲ့အတူတူပါပဲတာမင်ညောင်ညဆိုတာလည်းပဲတာမင်ညကိုပြောတာပါပဲအတူတူပဲလို့ပြောသူနဲ့ကိုနဲ့အတူတူပဲတို့ခြေနေရတမျိုးငါ့ခြေနေရတမျိုးမို့လို့ဒါတကယ်ကတော့အတူတူပဲအဲသူယုံညံ့နေတဲ့ဆိုရင်လည်းပဲသူနေရနာရောက်ရင်လည်းငါလည်းယုံညံ့ပါပဲသူအတိတ်တော်ဒီမှန်ကန်နေတယ်ဆိုရင်လည်းသူနေရနာရောက်တယ်ဆိုရင်ငါလည်းတော်ဒီမှန်ကန်ပါပဲအဲဒီလိုမျိုးပေါ့လေဒါအဲ့ဒါကိုမြင်အောင်ကြည့်ရမယ်ဒါမြင်အောင်ကြည့်တာကကံမြင်အောင်ကြည့်တာနော် ကံမြုံကြီးကကံချဲလွဲနေတယ်ဆိုတာသိတာပဲကံချဲလွဲနေတာကိုသိတာဟာပညာပဲဗျာဒါကြောင့်မလို့လူတယောက်ကလူတယောက်ကိုလူချင်းအတူတူပဲကံချင်း꽌လို့မလို့ဘဝချီနေချင်း꽌နေတာဒါကိုမြောင်ကြည့်ရအဲ့ဒါမြောင်ကြည့်တာဟာပညာပဲလို့သူကပြောနေတယ်ဒါကြောင့်တို့ရဲ့ဒီအဆိုးဆုံးမှခံယူနေတဲ့တပည့်တော်ကနေဆိုရင်သူကချက်ဆယ်ချက်လောက်ပြောတယ် ခုနကပြောခဲ့တဲ့အချက်နှစ်ချက်နဲ့ဆိုတော့ရှစ်ချက်ပေါ့နောက်တစ်ချက်ကတော့လူလူချင်းလေးစားရမယ်လူလူချင်းယူရရမယ်လို့ဆိုတဲ့အချက်လေးနှစ်ချက်ထည့်ထားပြီးတော့ဆယ်ချက်ရှိတယ်ဒီချက်ဆယ်ချက်လောက်နေတာသူတို့နေထိုင်ပြီးတော့သွားကြလို့ရှိရင်လူတွေဟာတကယ့်ကိုနေလို့ထင်လို့ကောင်းတာပါသူဒီနေရာပြောချင်တာကအဲ့ဒီအချက်ဆယ်ချက်ထဲကလူလူချင်းဒါမင်းညမြင်အောင်ကြည့်ရမယ်လူလူချင်းဒါမင်းညမြင်အောင်တွေ့ရမယ်လို့ဆိုတဲ့ဟာကိုသူတို့ပြောချင်တာပါခက်တာကတယောက်ကိုတယောက်စိုးမကြီးလို့ထင်လို့ထင်ကဲတင်ရှင်ပါကြီးလို့မှတ်လို့မှတ်ဒါရီဟာဒါမင်းညမမြင်တာလေ အထင်ကြီးတာတို့အထင်သေးတာတို့ဆိုတာတွေဟာအတိုင်းညမမြင်တာတွေကိုကကိုကိုကိုကြီးတယ်လို့ထင်လိုက်တော့တစ်ဖက်သူသေးတယ်လို့မြင်သွားရောကိုကကိုကိုကိုသေးတယ်လို့ထင်လိုက်တော့တစ်ဖက်သူကြီးတယ်လို့ထင်လိုက်တော့ကိုကသေးတယ်လို့ဖြစ်သွားရောဒါတွေဟာအထင်ကြီးတာတို့အထင်သေးတာတို့ဆိုတဲ့ဟာတွေကိုကအာမကြတာတွေပဲတကယ်တော့တာမင်းညဆိုတဲ့ဒီကံစီမံနေတဲ့ဟာကံရဲ့လောက်ရတို့ဆိုတာတွေကို ပေါ်နေအောင်ကိုမြင်ကြရတယ် အဲ့ဒီလိုမျိုးမမြင်တော့တယောက်ကိုတယောက်ဆုံးမကြီးလို့မြင်လို့မြင်ဆုံးကြီးလို့မြင်လို့မြင်အခုရှောင်းပြီးမြင်ကုန်ကြတာလားအဲ့ဒါကလည်းဘာဖြစ်လို့ဆိုတကယ်ကိုကိုအမှန်တရား क्वे တောက်ကြောင်းအမှန်တရားကိုဘယ်လိုမှမပေါ်ထွန်းနိုင်စေချောင်းပဲဗျာ။အဲဒါဓာရီကလည်းပဲအမှန်တရားမပေါ်ထွန်းကြောင်းနေဖြစ်ပေမဲ့လို့လည်းပဲလူတွေကဒုနဲ့ဒီပြောနေတာ။ဘယ်တစီကြီးကပြူစားလိုက်တာ။ဘယ်တရေကြီးကတခါတည်းပြူစားလိုက်တာ။ဘယ်နဲ့ကနေပြီးတော့မဆလိုက်တာ။ဘယ်သုံးမကနေပြီးတော့ပြူလို့လိုက်ပြူစားပြူလို့လိုက်တာနဲ့ ယုံကြတယ်အဲ့ဒီလိုမျိုးတွေဒါတွေဟာပြောမယ်ဆိုရင်တော့တကယ်ကိုအမှန်တရားပြောက်ကြောင်းဒါကြောင့်မလို့ဒါတွေတော့ဖြင့်ခင်ဗျားတို့ညှင်းဆန်ကြညှင်းဆိုကြလို့ကျွတ်တို့ပြောကြတယ်ကျွတ်တို့ဖြေဖို့နေခဲ့တဲ့တခါရောက်သွားဒိန်လေးတိန်ကကျွတ်တို့ရဲ့တပည့်တပန်းရဲ့သာသမီတကာတကမရဲ့သာသမီတွေကအိတ်တကလေးဆောက်လို့အင်းတက်ဆုံးကအောင်ပဲဖျားဆိုပြီးတော့ကျွတ်တို့ဆုံးကဆုံးကတော့အဲအမျိုးသားကလည်းငယ်ငယ်အမျိုးသမီးကလည်းငယ်ငယ်ပေါ့လေခုမှအိတ်တက်ဆောက်တဲ့နှစ်ထပ်အိမ်လေးပါပဲ တို့ပေါ်မှာအုံဒီလေးရောက်ဘွာလို့ငါတို့ဆုံးကတယ်ဆိုရင်ငါတို့အန်ဒီယာကင်းပြေးယူရမယ်လို့ဆိုရင်ကတော့ဖြင့်ငါတို့ကမင်းတို့လည်းမသိငါတို့လည်းမသိတဲ့ဇကားတွေနဲ့တွတ်တွတ်တွတ်နဲ့ယွတ်မနေဘူးကွာလေငါတို့တိရနဲ့ယွတ်မဟေ့လို့တကယ်တော့ယွတ်တယ်ဆိုတာလို့ငါတို့ကနေပြီးတော့ဒီအိမ်မှာဘာလို့လဲကွာဘာလို့လဲကွာဘာပို့လဲကွာဘာပို့လဲကွာလို့မင်းတို့ကိုပြောပြသွားတာဟာဒါယွတ်တာပဲကွာလို့ယွတ်တယ်ဆိုတာမန်တန်ပဲလို့အခုငါတို့ပြောတာကလည်းမင်းတို့ကိုအတိပေးတာဖြစ်တဲ့အတွက်မန်တန်ပဲလို့အေးဒီလိုဆိုရင်တော့ငါမြင်တာပြောရမယ်ဆိုရင်တော့ဟောဒီအုံဒီဟာပို့တယ်ကွာလို့မင်းတို့အိမ်မှာလို့ အာဦးနီတို့ဟာသူနေတာဖရာရန်ရှာလေးလားလို့မပြောနဲ့လို့တို့ဟာသူနေတာမဟုတ်ဘူးကွာလို့မင်းတို့အိမ်မှာသူကနေပြီးတော့နေရာယူတယ်လို့တော့ကြာမင်းတို့အိမ်ထဲကိုသူကနေပြီးတော့တခါတည်းမင်းတို့မပိုင်တယ်လို့လို့ဒီနေရာလေးသူပိုင်တယ်လို့လို့သူရှိတဲ့အတွက်ကိုကကြောက်အောင်မလို့လို့တွန့်အောင်မလို့လို့ယွန့်အောင်မလို့လို့ဖြစ်ရတယ်ကွာလို့အဲဒါလို့ဆိုတော့ဒါမင်းတို့ဒါကြီးဟာတော့ဖြစ်ရင်မင်းတို့မသိတဲ့အရာကြီးတစ်ခုမင်းတို့ယင်ထဲမှာဝင်သွားတာပဲကွာလို့အိမ်ပေါ်မှာဦးနီတက်နေတယ်ဆိုအိမ်ပေါ်ရင်တက်နေတာမဟုတ်ဘူးနဲ့မင်းတို့ယင်ထဲလည်းဦးနီကတက်နေတာလို့ဒီဦးနီကဘာလဲလို့မင်းတို့သိသလားလို့မေးတဲ့ခါကျတိလည်းမသိဘူးလို့အဲမသိတာကြီးတစ်ခုယင်ထဲဝင်သွားတယ်ဆိုတော့ကဘူးဝင်သွားတာကွာ ါလို့ဒီဘိုးဝင်သွားတယ်ဆိုလို့ရှိရင်နောက်ဘိုးအဲ့ဒါဆက်ဆက်ဆက်ကလိုက်လာတဲ့ဟာတွေကအများကြီးရှိတယ်လို့ဒါကြောင့်မလို့ဒါကြီးကပိုးတယ်လို့ဒါကြီးမလောက်ရဘူးလို့ဒါငါတို့ဆုံးသင့်ကြွေးရကြောင့် ငါတို့ကနေပြီးတော့အတိပညာရှင်ဆိုတော့ဒီအိမ်မှာဖြစ်ပြနေတဲ့ဟာတွေကိုငါတို့သိတဲ့အတိနဲ့ဒါတုတ်တင်ပေးတဲ့စကားပဲလို့မင်းတို့လိုက်နာလို့ရင်လိုက်နာဖို့ပဲဆိုပြီးတော့သူတို့ကပြောထားခဲ့ရတာတကယ်တော့လူတွေဟာသံသင်္ကန်းကယုံဒါဒါကိုမကြည့်ကြဘူးဒါပညာဖြစ်အောင်မကြည့်ကြဘူးလို့သူတို့ဆိုလိုတာပေါ့ဗျာအဲ့ဒါတွေကလည်းပဲသိမ့်များတယ်မနက်ရဲ့အတိုင်းဝိုင်းနေလို့ပြောကြပါတော့လေအဲ့ဒါတော့မနက်ရဲ့အတိုင်းဝိုင်းအတင်းပေးနေကသိမ့်များနေတော့လူတွေအမှန်ကန်တိုင်းမမြင်ကြဘူးပြောဒါဘယ်လိုလာလားလို့မေးတဲ့အခါကျတော့လည်းမကဘူးမနက်ရဲ့အတိုင်းဝိုင်းနေကဒါတွေရှိသေးတယ်ဆိုတော့ဟာတို့တဲ့အခု ြစ်နေတာတွေဟာရှင်းဘဝနောက်ဘဝတွေကနေပြီးတော့လောက်ခဲလို့ဖြစ်နေတာဟေးတဲ့အခုကောင်းတာတွေရောမကောင်းတာတွေရောတဲ့ဘာမှသူတို့တကယ်တိတိပြောတာလည်းမဟုတ်ဘူးတကယ်တော့သူတို့ဒီကနေ့ဖြစ်နေတဲ့ဖြစ်ရတခုဟာအကြောင်းချက်အကြောင်းအကြောင်းဆက်အကျိုးဆက်တွေအကုန်လုံးတွက်ချက်ပြီးတော့ဘာမှပြနေတာမဟုတ်ဘူးလူတယောက်တစ်စုံတစ်ခုရရှိလာတယ်ရရှိလာတယ်ဆိုရင်ရရှိလာတဲ့အလျောက်တိုင်းသူ့လှုပ်အားဆက်ခဲ့ရအဲ့ဒီလှုပ်အားတာနှုတ်ကြည့်သူရရှိတာဖြစ်ကုန်ဖြစ်အဲ့တော့သူရရှိတာသူ့လှုပ်အားလှုပ်လို့မဟုတ်သူဖြစ်တာသူ့လှုပ်အားနှုတ်လိုက်ရင်မရှိဘူးလို့ဆိုရင်ဖြင့်ဒေတာတော့ တို့လို့အားဒီရရှိမှုရဲ့ပဓာနာအကြောင်းပဲလို့ဆိုတာထင်ရှားတယ်ထင်ရှားပြီမဲ့ဒါကိုဒီလောက်နှုတ်ယူဆင်ခြင်မှုတွေကိုလုံနိုင်ရတဲ့နဲ့လုံမကြည့်ဘူးဘလိုင်းပြောကြတယ်ဘယ်လိုပြောတယ်လဲလို့ဆိုတော့ဒီကနေ့ဖြစ်ထွန်းနေတဲ့များဟာတွေကနောက်ဘဝကကံကောင်းလို့ပဲကွာကောင်းကျိုးတွေဆိုရင်ပေါ့လေမကောင်းကျိုးတွေဆိုရင်ကံဆိုးလို့ပဲကွာလို့ပြောတယ်အဲ့ဒါကလည်းဘာလဲလို့ပြောမှဆိုရင်တော့အဲ့ဒါမနှက်ရဲ့အတင်းပင်းနေမနှက်ရဲ့ဘက်တော်သားတွေမနှက်ရဲ့ကြီးကျွန်တွေကနေပြောနေတဲ့စကားတွေလို့ဟောဒီလိုမှတ်ရမယ်